ကျွန်တော်တို့ motion graphic ဖန်တီးတဲ့အခါမျိုးကြလို့ရှိရင် AI ကိုသုံးပြီးတော့မှကိုယ့်ရဲ့အလုပ်တွေကိုပို့ပြီးတော့လွယ်ကူပြီးတော့ညံအောင်လို့ကျွန်တော်တို့ဒါအများကြီးဖန်တီးလို့ရတယ်ဗောနော်အဲ့တော့ကျွန်တော်တို့ဒါတော်တော်များများလာမိကြတယ်ဒီ number ကောက်နေ After Effect မှာကျွန်တော်တို့ infographic တွေ countdown တွေဖန်တီးတဲ့အခါမျိုးကြလို့ရှိရင်ကျွန်တော် number ကောက်နေကိုဖန်တီးရတာနည်းနည်းလေးဒါအခက်တွေ့တယ်ဗောနော်တချို့ဆိုလို့ရှိရင်ဒါ YouTube မှာတကယ်လို့သွားရှာခြင်းနေဆိုလို့ရှိရင်လည်းဒါရှိတော့ရှိတယ်ဒါပေမဲ့လို့ကျွန်တော်တို့ကဘလို့ရှာမှန်းမသိတာမျိုးတွေပြန်ပြီးတော့ကိုယ်တိုင်ဖန်တီးတဲ့အခါမျိုးကြလို့ရှိရင်အဆင်မပြေဖြစ်တာမျိုးတွေဒါအများကြီးကြုံလာရတယ်ဗောနော် ော်အဲ့တော့ကျွန်တော်ကဒီနေ့ chat GPT ကိုသုံးပြီးတော့မှ expression တွေအကုန်လုံးပါတဲ့ဟာကိုအလွယ်ဆုံး after effect မှာပြန်ပြီးတော့အသုံးချမလဲဆိုတော့ဒီနေ့ video မှာကျွန်တော်တည်တည်ရှိရှိရှင်းပြပါမယ် ပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်တို့ကဒါ ChatGPT ကိုသွားလိုက်မယ်ပြီးွားရင်ကျွန်တော်တို့ကစပြီးတော့ဒါ prompt အရင်ဆုံးရိုက်လိုက်မယ်ပေါ့နော် Okay ကျွန်တော်တို့က ChatGPT မှာကိုလိုချင်တဲ့ဟာကိုရိုက်လိုက်တယ်ဆိုတာနဲ့ဒီမှာ तू ကအများကြီးလာပြီးတော့ကျွန်တော်တို့ကိုဒါဖန်တီးပေးတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ simple count ရိုးရိုးတန်းတန်းပဲ0ကနေပြီးတော့ကြိုက်တဲ့ number ကိုသုံးကျင်နေဆိုလို့ရှိရင်ဒါရရတယ်ပေါ့နော်အဲ့တော့ဘာမှလုပ်စရာမလိုပါဘူးကျွန်တော်တို့ကဒါသုံးမသုံးလေးကိုကျွန်တော်တစ်ခါတည်းပြမယ်ပေါ့နော်အဲ့တော့ဒါ simple count ရှိမယ်ကျွန်တော်တို့ကဒါ comma ပါတဲ့ဟာရှိမယ်ပြီးလို့ရှိရင်ဒါ decimal count ပေါ့နော်ဒါ point အနေနဲ့ကျွန်တော်တို့ကဒါသွားတဲ့ဟာမျိုးတွေရှိတယ်โอเคပြီးွားရင်ဘာလဲဆိုတော့ကျွန်တော်က တာ currency နဲ့လိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရှေ့မှာ currency sign ဆိုပြီးကျွန်တော်ပြောလိုက်တယ်ဆိုလို့ရှိရင်သူကရှေ့မှာ currency sign လေးပါတဲ့ဟာကိုကျွန်တော်တို့လာပြီးတော့ချပေးတယ်ပေါ့နော်ဟုတ်ပြီဒီမှာဆိုလို့ရှိရင်ကျွန်တော် percent မပါဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒါ add percent ပေါ့နော်ထပ်ပြီးတော့ဒါထည့်လိုက်မယ် โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ parcel ကိုမှသူကပုံစံအမျိုးမျိုးနဲ့သုံးလို့ရတဲ့ဟာတွေဒါအများကြီးဒါကြာလာလိမ့်မယ်ဗောနော်โอเคအဲ့တော့ကျွန်တော်တို့ကဒီမှာစပြီးတော့ပထမဆုံးဟာလေးကိုကျွန်တော်သုံးဖို့သုံးနည်းစပြီးတော့ပြပြမယ်ဂျန်နာရီကိုဘောက်ကိုဒါစမ်းကြည့်လေရတယ်ဗောနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်စင်ပဲကောင်းအဲ့ဒါကိုကျွန်တော်တို့ကဘာမှလုပ်စရာမလိုပါဘူး copy code လေးတစ်ချက်ယူလိုက်မယ်ပြီးွားရင် after effect ကျွန်တော်သွားလိုက်မယ်ဗောနော်သွားပြီးွားရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုဒီမှာသွားပြီးတော့ကျွန်တော်တို့ကစာသွားရိုက်စရာမလိုပါဘူးကျွန်တော်တို့က layer panel တွေကိုသွားမယ်ပြီးွားရင် right click နှိပ်မယ် new layer နေပြီးတော့ကျွန်တော်တို့ tag ဆိုပြီးလာပြီးတော့ယူလိုက်မယ်ဗောနော်โอเคပြီးွားရင်ဒီ test ကိုကျွန်တော်တို့ကဖွင့်ချလိုက်မယ်ပြီးွားရင်ဒီ test ကိုလာပြီးတော့ထပ်ဖွင့်ချမယ်ဒီမှာကျွန်တော်တို့ကဒါ source code ဆိုတာရှိတယ်ဗောနော်အဲ့ source code ကိုကျွန်တော်တို့ order လေးဖြည့်ပြီး click တစ်ချက်ချလိုက်မယ်ပြီးွားရင်ခုနကတော့ကျွန်တော် copy code လုပ်လာတဲ့ဟာကို control v နဲ့ paste ချလိုက်တယ်ဆိုလို့ရှိရင်သူဒီဒီမှာကျွန်တော်တို့၃ရာနေပြီးတော့တရာအထိကိုဒါသူကသူ auto number count နေတာလောက်သွားမှာဖြစ်တယ်ဗောနော် control order home control home နေတစ်ချက်လောက် alexander order ပို့လိုက်တယ်ဗောနော် character ထဲမှာလာပြီးတော့ site ဒီ color တွေ change နေတာရှိရင်ဒါ change လို့ရတယ်ဗောနော်ကိုက၃ရာနေပြီးတော့တရာအထိကျွန်တော်တို့ကမလိုချင်ဘူးကိုလိုချင်တဲ့နံပါတ် အမောင့်လောက်ရိုက်ချင်တယ်ဆိုလို့ရှိရင်ဒီ source tag ကိုဖွင့်ချလိုက်မယ်။ဒီမှာကျွန်တော်တို့ခုနကတော့ဒါထည့်ထားတဲ့ဒါ expression code တွေရှိမယ်ဗောနော်။ဒါကိုကျွန်တော် click တစ်ချက်ချလိုက်မယ်။ stat ရှိတယ်အန့်ရှိတယ် duration ရှိတယ်ဗောနော်။ stat ကိုကျွန်တော်တို့က0လို့ပြထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီ number ကောက်နေသူဒီ0ကနေစပြီးတော့ animation စပြီးတော့လုပ်မယ်ဗောနော်။အန့်မှာတရာမှာစုံရတာဖြစ်တဲ့အတွက်ကြောင့်လို့သူက100 duration 2စက္ကန့်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က0ကနေ2စက္ကန့်အတွင်းမှာသူဒီ0ကနေ100ဆိုပြီးတော့ဒါလာပြီးတော့ဖြစ်သွားတယ်ဗောနော်။ stat ကိုတော့ကျွန်တော်တို့က0ပဲထားမယ်။အန့်ကိုကျွန်တော်တို့ကထားပါတော့90 ်လောက်ရရလိုက်မြဲပေါ့နော် duration ကိုကျွန်တော်တို့ကဒါ1ဆိုပြီးရရလိုက် ယ်ပေါ့နော်0ကတစ်စက္ကန့်အတွင်းမှာဒါ90ပဲလာပြီးတော့ဖြစ်သွားမယ်ပေါ့နော်သူ့ကိုဒါတရားပြောင်းလဲရတယ်ကိုကြိုက်တယ်လို့မျိုးဒါကြိုက်တလောက် edit လုပ်လို့ရတယ်ပေါ့နော်ဒီသုံးခုမှာလာပြီးတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ comma ပါတယ်ပေါ့နော် comma ပါတယ်ဆိုလို့ရှိရင်သူက copy code ကျွန်တော်ယူလိုက်မယ်ပြီးွားရင်လာပြီးတော့ဒီထဲကိုပဲဝင်မယ်အစ်စ်ပြန်လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီကောင် delete နှိပ်ပြီးွားရင် right click new ရနေပြီးတော့ကျွန်တော်တို့ဒါ text ဆိုပြီးလာပြီးတော့ရိုက်လိုက်လို့ရတယ်ပေါ့နော်ပြီးွားရင်ဖြန့်ချမယ် task ကိုထပ်ဖွင့်ချမယ်ကျွန်တော် source code ပေါ့နော် source code ကို order လေးဖြည့်ပြီး click တစ်ချက်ချမယ်ပြီးရင် control v နဲ့ paste လာပြီးတော့ ော့ခြားလိုက်မယ်။ Okay ဒါဆိုလို့ရှိရင်သူဒီဒါ comma နဲ့ကျွန်တော်တို့ဒါ test name account ဒါလုတ်သွားတယ်ပေါ့နော်။ Okay ဘာဖြစ်လို့သူကတစ်ထောင်မှာစပြီးလုတ်ထားတာလဲဆိုတော့ comma ၃တဲ့ဟာဒီသူကသူ့ format ကသုံးလုံးတစ်ဖက်ယူလာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကသူဒီအဲတစ်ထောင်ကနေပြီးတော့သူစပြီးလုတ်လိုက်တယ်ပေါ့နော်။ပြဿနာတော့မရှိဘူး။ကွာ0 100ဆိုပြီးရိုက်လဲရတယ်။0တစ်ထောင်ဆိုပြီးသွားလဲရတယ်ပေါ့နော်။တစ်ထောင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က comma မြင်ရမယ်။0ကနေ100ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကသုံးလုံးတစ်ဖက်ယူလာဖြစ်တဲ့အတွက်ကြောင့်မလို့ဂျာကန်နဲ့မှာဆိုလို့ရှိရင်တော့ comma ဒီရှိမှဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူဒီ comma ကိုတော့တထည့်မတော်တော့ဘူးပေါ့နော်။များသော ောအဖြစ်ဒါသုံးနေဒီဒက်စီဘယ်ကောက်နေပါเนาะဒီအရာတွေကိုကျွန်တော်တို့ဒါ copy code တစ်ချက်ယူလိုက်မယ်ဒီခါကျလို့ရှိရင်တော့ကျွန်တော်တို့အစ်စ်မလုပ်တော့ဘဲနဲ့ဒီ source tag ကိုပဲလာပြီးတော့ select ပေးလိုက်မယ်ဒီကောက်ကို select ပေးလိုက်မယ်ပြီးရင် control v နဲ့ပေးချလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော် number စပြီးတော့ပြောင်းသွားရေပေါ့เนาะ00ပေါ့နေ5.0ကျွန်တော်တို့က00မလိုချင်ဘူး0.5လိုချင်လဲရတယ်သူဒီ0.5ကစမယ်ထားပါတော့55ဒသမခွန်ပေါ့ဒါဆိုလို့ရှိရင်သူဒီကျွန်တော်တို့ရဲ့ဒီ duration အတွင်းမှာဒီ number တွေလာပြီးတော့ဒါဖြစ်သွားလိမ့်မယ်ပေါ့เนาะ okay currency လေးတစ်ချက်သွားလိုက်မယ်ပေါ့เนาะ currency ကိုမှဒီမှာကျွန်တော်တို့က1000ကနေ9000ထိလာပြီး ော့ copy code ယူလိုက်မယ်ပြီးွားရင်ဒီမှာလာပြီးတော့ control v နဲ့ paste လာပြီးတော့ချလိုက်မယ်โอเคဒါဆိုလို့ရှိရင်ရှေ့မှာ dollar sign ပါသွားတယ် comma လည်းဒါပါပြီးသားဖြစ်သွားတယ်ဗောနော်โอเคကိုကြတဲ့ number ကိုဒီမှာလာပြီးတော့ကျွန်တော်တို့ကဒါပြင်ရဲလိုက်အောင်မယ်ဗောနော် duration ကလည်းဒီမှာ3စက္ကန့်ဖြစ်နေတယ်ဒါဆိုလို့ရှိရင်3စက္ကန့်အတွင်းမှာသူဒီ9000အထိဖြစ်သွားလိမ့်မယ်အဲဒါမှမဟုတ်ဘူးကျွန်တော်တို့ကဒီ dollar sign နေရာမှာကျွန်တော်တို့ကတစ်ခုခုပြင်နေတယ်ဗောနော်ထားပါတော့ဒါ percent ဗော percent ပြင်နေတယ်ဆိုလို့ရှိရင်လည်းဒါအလွယ်တကူလေကျွန်တော်တို့ဒါ percent ဆိုပြီးပြောင်းရလဲလို့ရတယ်ဒါဆိုလို့ရှိရင်ရှေ့မှာသူက percent ပြောင်းရတယ်ဗောနော်နောက်တစ်ခုကဘာလဲဆိုတော့ဒါလုံးဝ percent ပဲဗောနော် 0ကနေ 100ဒါ percent တရားအောင်မှသူက percent အောင်မှနောက်ကနေပြီးတော့ decimal နဲ့ percent နဲ့တွဲထားတဲ့ဥစ္စာပေါ့နော်ဒါတွေကိုလည်းကျွန်တော်တို့ဒါ copy code ယူပြီးတော့ခုနကအတိုင်းပဲဘာမှမခတ်ဘူး source step မှာလာပြီးတော့ဒါဆွဲပြီးတော့ဒါအသုံးပြုလို့ရတယ်ပေါ့နော်အချက်ကြည့်ပြီးလေ after fact ကိုပေါင်းဆက်ပြီးတော့ဒါကိုယ့်ရဲ့အလုပ်ကိုပို့ပြီးတော့မြန်ဆန်အောင်လို့ဖန်တီးရဲ့ technique ကိုဒါပြောပြပေးခဲ့တယ်ပေါ့နော် okay ဒီလိုမျိုးကျွန်တော်တို့က infographic test တွေမှာမဟုတ်ဘူး test animation တွေမှာကျွန်တော်တို့ဒါ expression နဲ့ဖန်တီးခြင်းနဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ဒါအများကြီးအများကြီးကို idea ရှိရင်ရှိတယ်လို့ကို print ရိုက်ရိုက်တတ်တယ်လို့မျိုးဒါအသုံးပြုလို့ရတယ်ပေါ့နော်အဲ့ ော့ကျွန်တော်တို့ဒီ number count နေနဲ့ပတ်သက်ပြီးတော့လာမိတာလေးများလို့ဒီအရာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါ tutorial လေးတစ်ချက်လုပ်ပေးလိုက်တာဗောနော်အဲ့တော့ကျွန်တော်နောက်ထပ် video မှာပြန်ပြီးတော့တွေ့ပါမယ်